ဟယ်လိုအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ရခိုင်မုတ်လီတုတ်ပူပူဆက်ဆက်ကလေးနဲ့အာဘူရှာဘူဟင်းရီပူပူလေးအိမ်မှာလည်းလောက်စားဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့အာဘူရှာဘူဟင်းရီချက်နေလေးရောမုတ်ဒီတုတ်နေလေးရောပါလောက်ပြထားပါတယ်ရှင်ဒီနေ့လေးကတော့အိမ်မှာလည်းလောက်စားဖြစ်တဲ့နေလေးပေါ့နော်ကဲဒါဆိုလောက်နေလေးကိုတည်ရအောင် ဖြွေးဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးကြပါဦးနော် ပထမဆုံးပွက်ပွက်ဆူတဲ့ရင်တွေအိုးတဲ့ကိုစာလီနှင်းငယ်ထည့်ပြီးတော့တန့်စင်ထားတဲ့အခုတကောင်စာအိုးပါထည့်ပေးလိုက်ပါတယ်။ပြရနေဖြိုးကငှုပ်သည့်အစိမ်းကိုပါကိုအဆက်စားနဲ့တလောက်ပေါ့နော်ထည့်ပြီးတော့ဒီငားနဲ့ရောပြီးတော့ပြုတ်ထားပေးလိုက်ပါတယ်ရှင်။ဒါကတော့အာဘူရှာဘူမှာဖြိုးထောင်းထဲမဲ့ချက်သွန်ဖြူရဲ့ပရဲခေါရဲ့ငှုပ်ကောင်းမဲ့ပဲဖြစ်ပါတယ်။ဒါလေးတွေကိုလည်းဖြိုးတို့အစင်သေးထောင်းထားပေးလိုက်ပါမယ်နော်။ဒီဗီဒီယိုလေးမှာတော့ဖြိုးသေးသေးချားတော့မချက်ပြထားဘူးပေါ့နော်။ဒီအာဘူရှာဘူကအမြဲချက်ပြနေကြဆိုတော့လေတကယ်လို့မကြည့်ဘူး သေးတဲ့သူတွေဆိုလို့ရှိရင်လည်းဖြိုရဲ့ဗီဒီယိုအဟောင်းလေးတွေမှာပြန်သွားကြည့်နိုင်ပါတယ်ရှင်။ထောင်းထားတဲ့ချက်သွန်ဖြူမြေုပ်ကောင်းတဲ့ပတဲကောလည်းညှက်သွားပြီးဆိုတာနဲ့ဖြိုကခွက်လေးတစ်လုံးထဲကိုငပီးထမင်းစားဆိုတဲ့တဝက်စာလောက်ကိုရေလေးနဲ့ဖြောထားပေးလိုက်ပါတယ်။ကဲဖြောင်းထားတဲ့ငပိလေးလေးရယူဆိုအောင်ဖြိုးပါပြုတ်ထားတဲ့ငါးလေးကိုလာကြည့်ပေးလိုက်ပါတယ် ငါလက်ချက်နေပြီဆိုတာနဲ့ငါရောဒီညှုပ်ဒီစိန်ရောပါဆက်ထုတ်ပေးလိုက်ပါရရှင်ဒီရခိုင်မှုဒီချက်နေလေးကိုတော့ဖြိုးခဏခဏတင်ပြဖူးတယ်ပေါ့နော်ဒီချက်နေလေးကတော့ဖြိုးစားခြင်းတဲ့ပုံစံလေးမျိုးချက်စားဖြစ်တာဖြစ်ပါတယ်တကယ်ရခိုင်မှုဒီစစ်ခြင်းမှလည်းစစ်မယ်ပေါ့နော်ဖြိုးတော့ငါ့ကိုလည်းအေးခံပြီလို့ရှိရင်တော့အယိုးနှင်ထားပေးလိုက်မယ်ညှုပ်ဒီစိန်ကိုလည်းအစစ်သစ်ထောင်းထားပေးလိုက်ပါမယ်နော်ဒီငါပြုတ်ရည်ကိုလည်းဖြိုးကမဖြစ်ပဲနဲ့ပေါ့နော်အခုလိုမျိုးမလိုအပ်တဲ့ဟာလေးတွေကိုစကားနဲ့ဆက်ထုတ်ပြရမယ်ရည်ကိုလည်းလည်းထက်ထက်ပေးပြီးတော့စူလာတဲ့ထိပေါ့နော်မေးအေး းလေးနဲ့တက်ထားပေးလိုက်ပါရရှင်။ထောင်ဟာတိုင်းငှုပ်သည်နဲ့နှွေဟာတိုင်းကလည်းရပြီဆိုလို့ရှိရင်တော့ဖြူလို့စပြီးတော့ချက်ပေးရန်အတွက်ဒီခဏကတက်ထားတဲ့အိုးရဲကိုဖြောထားပြီးသားငပိရီလေးကိုထည့်ပေးလိုက်ပါတယ်။ပြီးတော့ထောင်ဟာတဲ့ချက်သွုံဖြူပဒဲကောင်းနဲ့ငှုပ်ကောင်းတို့ကိုလည်းထည့်ပေးလိုက်ပါတယ်။ပြီးတော့ပြုတ်ထားပြီးသားငါးကိုလည်းထည့်ပေးလိုက်ပါတယ်ငါးကိုတော့ဖြိုးဟာ၃ပုံမှာ၂ပုံစာလောက်ကိုထည့်ပေးလိုက်ပါတယ်ဒီကြံနေတဲ့တပုံစာကိုကြတော့ညှို့သေးချက်လေးချက်မှာဖြစ်ပါတယ်ရှင် ပြီးရင်တော့အာဘူရှာဘူဟင်အိုးလေးကိုသမထွန်းအောင်ပေါ့နော်နည်းနည်းလေးမှွေထားပေးလိုက်မယ်ဟင်အိုးလေးကနည်းနည်းလေးဆူလာပြီဆိုတာနဲ့ဖြိုးကသူ့ရဲ့ကိုအသားမှုန်နေငယ်နဲ့စားလေနေငယ်ကိုထိုက်ပေးလိုက်တယ်ပြရနဲ့ဖုံးလေးအုပ်ပြီးတော့ပပွက်ဆူလာတဲ့အထိချက်သွားပေးလိုက်ပါရရှင် ကဲဖြိုးလို့ချသွားလိုက်တယ်အာဘူးရှာဘူးဟိအိုလေးကလည်းအခုလိုမျိုးလေးပပွက်လေးဆူလာပြီဆိုလို့ရှိရင်တော့ရတပေါငံကိုမြည်ပေးလိုက်ပါမယ်နော်ဒီနေရာမှာရတပေါငံကကိုစိတ်ကြိုက်ပြင်ဆင်ပေးနိုင်ပါတယ်ရှင်ဖြိုးရတော့သူ့လေးကိုစားလေးနှင်းငယ်ကိုထပ်ထပ်ပေးထားပါတယ်နော်ဟိရင်လေးရဆိုလို့ရှိရင်လေချိုးပြီးတော့မွေးနေရောပဲအနက်လေးရဆိုလို့ရှိရင်တော်တော်လေးကိုမွေးပါတယ်သုံးထားတဲ့ငါးကလည်းတော်တော်လေးချိုးတော့လေဟိရင်အိုလေးရချိုးပြီးတော့မွေးနေရောပဲကဲရတလည်းလုံးဝစိတ်ကြည်ပြီဆိုလို့ရှိရင်တော့ဖြိုးတို့ရဲ့အာဘူးရှာဘူးဟိရင်ပပူလေးရတော့ချက်ပါပြီရှင်ဟိရင်လည်းချက်ပြီဆိုလို့ရှိရင်တော့ငှုပ်တိချက်လေးချက် ချက်ပေးရန်အတွက်အိုးဟဲကိုငါးဖက်လေးတွေထပ်ပေးလိုက်မယ်ပြီးတော့ပြုတ်ပြီးတော့ထောင်းထားတဲ့ညှုပ်သေးဖက်လေးတွေကိုလည်းထပ်ပေးလိုက်ပါမယ်နော်ပြရန်ဖြိုးကထောင်းထားပြီးသားချက်တော့ဖြိုးလေးနဲငယ်နဲ့ရေနဲငယ်ကိုထပ်ပေးလိုက်ပါတယ်ရသားအတွက်ကတော့စားလေးနဲငယ်သားမဟုတ်လေးနဲငယ်နဲ့ခဏငါချက်ထားတဲ့ဒီအဘူရှာဘူဟင်းရင်သုံးစွန်းစာလောက်ကိုပေါ့နော်ထပ်ပေးလိုက်ပါတယ်ရှင် ပြီးတော့ဖြိုကအဲ့မှာပစုံနဲ့သုံးလင်းကောင်းလောက်ကြံနေတာနဲ့ဒီပစုံလေးတွေကိုပါထက်ပေးလိုက်ပါဒီနေရာမှာပစုံကတော့မရှိမထက်လည်းရပါတယ်နော်ဖြိုမှာကရှိနေတာနဲ့ထက်သုံးလိုက်တာဖြစ်ပါတယ်ရှင်ဒင်းညှုတ်သေးချက်လေးကပို့ပြီးတော့စားကောင်းသွားအောင်ပေါ့နော်ခံညှုတ်သေးချက်လေးကပပွက်ဆူလာပြီဆိုလို့ရှိရင်တော့ရတာပေါငံကြီးပေးလိုက်မယ်ဖြိုကတော့သူ့လေးကိုစားလင်းနေငယ်ကိုပဲထက်ထက်ပေးထားပါတယ်ရှင်ကဲပပွက်ဆူပြီးတော့အနက်လေးကလည်းမွှင်းနေပြီဆိုလို့ရှိရင်တော့ဖြိုတို့ရဲ့ညှုတ်သေးချက်လေးကတော့ရပါပြီရှင် ကဲအားလုံးလည်းဆက်သက်ဖြစ်နေပြီဆိုလို့ရှိရင်တော့ဖြူလို့စတော့ပေးရန်အတွက်ခွက်ထဲကိုမုတ်ဖက်ကိုကိုလိုအပ်သလောက်ထည့်ပေးလိုက်မယ်ပြီးရင်တော့ချက်ထားပြီးသားငှုပ်တီချက်ကိုဖြူလို့ကိုလိုအပ်သလောက်ပဲထည့်ပေးလိုက်ပါမယ်နော်ပြီးရတဲ့ဖြူအပ်သူတွေကိုချက်သွုံနေစီချက်လေးနှဲငယ်လှီဟာပြီးသားနည်းနည်းပြီးနှဲငယ်နဲ့တံမြာတိတစ်စိုက်လောက်ကိုညှစ်ထည့်ပေးလိုက်တယ်ပြီးတော့ကိုရဲကြော်ထားတဲ့ပက်ကက်ကြော်ကြော်ကြော်ရွရွလေးကိုပါထည့်ပေးရမယ်နောက်ဆုံးကြမှာငံပြားလေးနှဲငယ်ကိုထည့်ပေးရမယ်သမတော်အောင်သုတ်သွားပေးလိုက်ပါရရှင်လုံးဝနှက်သွားအောင်ပေါ့နော် လင်းငုပ်တိချက်လေးကပစုံထက်ထားတော့အချိုတက်လေးရပုံများပြီးအရန်ကိုစားကောင်းပါတယ်။ကဲအားလုံးကိုတမတော်အောင်ရှုလို့အားရပါရလေတုတ်သွားပေးလိုက်ပါမယ်။အားလုံးလည်းနှက်သွားပြီဆိုလို့ရှိရင်တော့ရတာပေါငယ်ကိုညှိပေးလိုက်မယ်။ဒီနေရာမှာကိုလိုအပ်တာထပ်ထပ်ပေးနိုင်ပါရဲ့ရှင်။ ရပါလေလုံးဝဆင်ကြပြီဆိုလို့ရှိရင်တော့ရပါပြီเนาะဒီနေ့ဟာဆိုလို့ရှိရင်တော့ဖြူတို့ရဲ့ပူပူဆက်ဆက်ရခိုင်မုတ်တွေတုတ်လေးရတော့ရပါပြီရှင်ရပြီဆိုလို့ရှိရင်တော့စောင်းမကဲထဲကိုထည့်မယ်ပြီးရင်တော့ပက်ကက်ချော်လင်းနဲ့ပဲတွဲဆာဆာအဖက်ချော်လင်းနဲ့ပဲတွဲဆာဆာပေါ့เนาะဖြူကတော့ချက်ထားတဲ့အာဘူရှာဘူဟင်းပူပူလေးနဲ့တွဲဆာဖြစ်ပါတယ်ရှင်အခုဆိုလို့ရှိရင်တော့လွယ်ကူပြီးတော့အရင်စားကောင်းတဲ့ဖြူတို့ရဲ့ရခိုင်မုတ်တွေတုတ်ဆက်ဆက်ကလေးရတော့စားဖို့အစစ်သဖြစ်နေပါပြီရှင်စားလို့လည်းကောင်းပြီးတော့လုံနေလေးရလည်းလွယ်ကူတာမို့ဒီဗီဒီယိုလေးရအားလုံး တွက်စိတ်ပြေမယ်လို့မျှော်လင့်ပါတယ်ရှင်။ကဲဒီနေ့ရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲเนาะ။ဒါဆိုဖြူရနေပွေတဲ့တင်မှာပြန်ဆောင်ကြမယ်เนาะ။အားလုံးပဲ bye bye